င်္ဂလာပါမိတ်ဆွေများမိတ်ဆွေတို့ဒီရက်ပိုင်းနေမှာဒီလပိုင်းနေမှာငွေကြေးကိစ္စအနေနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်နေတယ်ဆိုရင်ကျွန်တော်အခုပြောတဲ့ရည်ရည်လေးကိုပြုလုပ်ကြည့်ပါမိတ်ဆွေတို့ငွေကြေးကိစ္စအနေနဲ့ပတ်သက်ပြီးတော့ကန်ထောက်ဘတ်ခေါင်းတွေရရှိဖို့အတွက်ခွင့်လန်းကောင်းတွေရရှိဖို့အတွက်ငွေရှာတဲ့အခါမှာကုတ်တက်ကန်ကောင်းခြင်းတွေရရှိဖို့အတွက်ဒီရည်ရည်လေးဟာအထောက်ပတ်ကောင်းတစ်ခုမိတ်ဆွေတို့ကိုပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကတော့အဘမင်းနေကားရဲ့တပည့်ဆရာစောရင်တော့ဖြစ်ပါတယ် မိတ်ဆွေတို့ကိုအမြဲတမ်းကျွန်တော်ပေးတင်ရတရားနဲ့ပတ်သက်တဲ့အရာတွေကိုတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘေးတင်ဆရာဆိုတော့မိတ်ဆွေတို့ဘေးတင်ယုံကြည်မှုရှိတယ်ကျွန်တော်ရဟောကြားမှုကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်အကောက်ကို follow လုပ်ပေးထားခြင်းအဖြစ်ဒီစနေမှာကျွန်တော်တင်ဆက်ပေးနေတဲ့ဘေးရင်ရေတရားနဲ့ပတ်သက်တဲ့အခမ်းအနားတွေကိုလေ့ရှုလို့သိရှိခွင့်ရမှာဖြစ်ပါတယ်။ ျွန်တော်ကောက်ထဲမှာလည်းမိတ်ဆွေတို့အတွက်တစ်နှစ်စာဟောဆန်းတစ်လစာဟောဆန်းတစ်ပတ်စာဟောဆန်းတွေအကုန်လုံးဟောကြားပေးထားပါတယ်။တကယ်လို့နားမထောင်ရတဲ့ဥဆိုရင်ဝင်ရောက်ပြီးတော့ဝင်နောက်ပြီးတော့ကြည့်ရှုလို့ရပါတယ်။အဲ့တော့ဒီရတရားလေးပြုလုပ်ဖို့အတွက်ဆိုရင်ကျွန်တော်လင်ပန်းတစ်ချက်လိုအပ်ပါမယ်။လင်ပန်းနည်းနည်းလေးခက်ကြည့်ကြည့်လောက်ဒီလောက်လောက်ရှိတဲ့လင်ပန်းတစ်ချက်ပေါ့နော်။အဲ့တော့လင်ပန်းဆိုတာတော့စတီးလင်ပန်းလေးရတယ်၊ကြီးလင်ပန်းလေးရတယ်၊ဘယ်လင်ပန်းနေနေအဆင်ပြေပါတယ်။အဲ့လင်ပန်းပေါ်မှာကျွန်တော်တို့6တောက်ကျင် ရေးရမှာဖြစ်ပါတယ်။ခြားတော့ကျင်ရေးပုံရင်းနှီးထောက်ဝန်ထားနည်းတွေကိုကျွန်တော်အခုကျွန်တော်မျက်နှာမပြတော့ဘဲနဲ့ရေတရာပြုတ်လို့တဲ့ကောင်မှာဆွဲဝင်ဆွဲနည်းတွေကိုကျွန်တော်ဆွဲပြပါမယ်။အဲ့ဒါကိုကျွန်တော်ဗီဒီယိုရိုက်ပေးပါမယ်။ခဏဆောက်ပါ။အဲ့တော့လင်မန်းမှာကျွန်တော်တို့ဆွဲရမှာက6တောက်ကျဲဆွဲရမှာပါ။ဆိုကြပါစို့ဗျာဒါလင်မန်းကြီးထားကြပါစို့။ဒါလင်မန်းအဝိုင်းကြီးပါနော်။ Okay ။အဲ့လင်မန်းအဝိုင်းကြီးမှာဒီထက်ကန်နေစပြီးတော့ဒီကို တစ်ဖြတ်ဒီကိုတစ်ဖြတ်သတိကံပုံစံလေးဆွဲလိုက်ပါပြီးွားရင်ဒီနားကိုလည်းဒီလိုမျိုးအောက်ကိုသတိကံပုံစံထပ်ဆွဲပါမယ်ဒါဆိုရင်ကျွန်တော်6တောက်ချယ်လေးဖြစ်သွားပါပြီเนาะကျွန်တော်ဆွဲတာမညီဘူးပေါ့မိတ်ဆွေတို့ညီအောင်ဆွဲပါเนาะအဲ့တော့ဒီမှာကျွန်တော်တို့ရေခွက်ဒီမှာကျွန်တော်ရေခွက်တင်ပါမယ် ဒီမှာလေးရေခွက်ပါပဲဒီမှာလေးရေခွက်ပါပဲဒီမှာလေးရေခွက်ပါပဲရေခွက်ပါပဲအလုံးပေါင်းရေခွက်6ခွက်เนาะဒီနောက်မှာဖျောင်းနိုင်တိုင်ထုံးမယ်ဒီနောက်မှာဖျောင်းနိုင်တိုင်ထုံးမယ်ဒီမှာ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 တိုင်ထုံးမယ်ဟုတ်ပြီเนาะအဲ့တော့ရေ6ခွက်ဖျောင်းနိုင်6တိုင်เนาะပြောရင်ခလေမှာပတ်စံတရွက်ပေါ့เนาะ9000တန်းဒုမဟုတ်1000တန်းပတ်စံတရွက်တင်ပါဒီလဲတက်တက်မှာပြောရရင် ပန်းကျွန်တော်တို့လှူရမှာပေါ့နော်ပန်းလှူတဲ့အခါမှာကျွန်တော်တို့ဒီပန်းအိုးပဲဖြစ်ဖြစ်ပေါ့နော်ဖန်ကွက်ပဲဖြစ်ဖြစ်ပေါ့နော်ဒီအပေါ်မှာတင်ရမှာဖြစ်ပါတယ်ဒီပတ်စံပေါ်မှာဖိလိုက်ပေါ့ဗျာအဲ့ပန်းအိုးဖြစ်ဖြစ်ဖန်ကွက်ဖြစ်ဖိလိုက်ပါဖိပြွားရင်ဒီထဲကိုတော့ကျွန်တော်တို့ပန်းအိုးဖြစ်ဖြစ်ဟိုဖန်ကွက်ဖြစ်ရေထည့်မယ်ရေထည့်ပြီးတော့ကိုယ့်ရဲ့နိမ့်နံပန်းကိုယ့်ရဲ့နိမ့်နံကိုယ့်ရဲ့နိမ့်နံပန်းကိုယ့်ရဲ့နိမ့်နံအညွန့်နော် တစ်ခုခုလှူအောင်มาဖြစ်ပါတယ်အဲ့တော့အလုံးပေါင်း၉ညွန့်၉ခက်လှူအောင်มาမယ်၉ညွန့်၉ပွင့်ပေါ့ဗျာဘန်းဆိုရင်လည်းပေါ့เนาะအဲကျွန်တော်ဒါရှင်းပြတာနားလည်ပြီเนาะအဲ့ဆိုကျွန်တော်ဆက်ပြီးတော့ပြောပြပါမယ်ခဏကျွန်တော်တို့ပတ်ဆက်အောင်ပေါ်တင်มาပေါ့เนาะတင်ပြောရင်ဒါဆိုကြပါတော့ဗျာဘန်းဝုန်းပဲထားလိုက်ပါတော့ဘန်းဝုန်းဖိလိုက်မယ်เนาะအပေါ်ကနေဥမာတနင်္ဂနွေဆိုရင်အုံးเนาะဩဇာတို့ သုံးပြုလို့ရတယ်အုံညွန့်ဩဇာညွန့်အများကြီးရှိပါတယ်အာဥောတွေကအကြွက်တွေပန်းတွေအသုံးပြုလို့ရတယ်ဗောနော်တနေ့လာဆိုရင်တော့ဂန်ကော်တို့ခရီးတို့အများကြီးရှိပါတယ်နော်ကာကခေကန်ကားနဲ့ပတ်သက်တဲ့ဟာတွေဗောနော်ဂန်ကော်ပန်းလေးရတယ်ခရီးပန်းလေးရတယ်ဂန်ကော်ညွန့်လေးရတယ်ခရီးညွန့်လေးရတယ်နော်အားလုံးပေါင်းကိုညွန့်ကိုပွက်သူတမ်းမယ်ဆိုရင်ဥမာအင်္ဂါဆိုလို့ရှိရင်ကျွန်တော်ဇီးတို့အများကြီးဇော်စိန်တို့အများကြီးရှိပါတယ်ဆဆဆဆညနဲ့ပတ်သက်တာဗောဗျာနော်ပြန်ဗုဒ္ဓဟူးဆိုရေရလာဝနဲ့ပတ်သက်တာဗောနော်ဗုဒ္ဓဟူးဆိုလို့ရှိရင် ပန်းတွေပါရှိမလဲရွက်လှတော့ပါတော့ရှိမယ်နော်ရွက်လှတို့ပါတော့အသုံးပြုလို့ရတယ်ပြီးတော့ကြရပတိဆိုရင်ဟိုမှာဖဖဖမဆိုတော့ကျွန်တော်တို့မေမြို့ပန်းတို့ပါတော့အသုံးပြုမယ်ဆိုရင်ရတယ်တောက်ကြဆိုတပြေတို့တီဟိုတို့အသုံးပြုလို့ရတယ်စနေဆိုနှင်းစီတို့ဒန်းတို့ထန်းတို့စတဲ့ပြပဒါတာဒဏ္ဍာနဲ့ပတ်သက်တာကျွန်တော်တို့လုံးမယ်ဆိုရင်လုံးလို့ရတယ်ပေါ့နော်တန်ခွက်တွေကိုထည့်ပြီးတော့အဲ့ပန်းကိုလှူအောင်ဘ누구လှူအောင်လဲဆိုမျက်စောပြအောင်လှူအောင်ရေလှူအောင်ပန်းလှူအောင်မီးလှူအောင်ဒါပေမဲ့6တောက်ကျဲထဲမှာရှိရမယ် ငွေပတ်စံ1000တို့မဟုတ်9000တန်းတက်ရွက်ရွက်ပေါ့နော်တကယ်လို့ကိုကနိုင်ငံเจ้าမှာနေတယ်1000တန်းလည်းမသုံးချင်ဘူးအာ9000တန်းလည်းမသုံးချင်ဘူးဆိုတော့ကိုရှိတဲ့ပတ်စံအရွက်သုံးလို့ရတယ်နော်အဲ့တော့ဟိုကျွန်တော်တို့ဘယ်နေ့လှူရမလဲလို့ပြောမယ်ဆိုရင်ကျွန်တော်တောက်ကြနေနော်တောက်ကြနေကိုအချိန်လေးတော့ကျွန်တော်တတ်မှတ်ခြင်းလေ9နာရီနဲ့9နာရီ45ကြာမှလှူမယ်တောက်ကြနေတိုင်းတောက်ကြနေတိုင်း လှူပြီးတော့ကိုယ့်ရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးခက်ခဲနေတာအဆင်ပြေပါစေဆိုတဲ့စုပေါ့နော်ကိုခက်ခဲနေကိုသိတယ်အဲ့ဒါကိုအဆင်ပြေအောင်စုတောင်းမယ်စုတစ်ခုတည်းကိုပဲလေးလေးနက်နက်တည်တည်ကြာစုတောင်းအောင်မယ်ဟုတ်ပြီနော်စုတောင်းတဲ့အချိန်မှာစိတ်ကြီးကိုပြစ်ချင်တဲ့စန္ဒတစ်ခုတည်းကိုပဲ focus ရှိနေရတခြားအာသာဒီကျွန်တော်တို့ mind ကိုမပြန့်စေနဲ့ဆိုတော့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးခက်ခဲနေအဲ့ခက်ခဲနေတဲ့ငွေကြေးကိစ္စခက်ခဲနေတာကိုဝေဒနာဖြစ်အောင်မွေး ဲ့ချိန်မှာကိုယ့်ရဲ့ငွေကြေးကိစ္စခက်ခဲနေတယ်ဆိုတော့ငါငွေကြေးကိစ္စခက်ခဲနေတယ်ဆိုတဲ့စိတ်တစ်ခုတည်းပဲရှိပြီးတော့အဲ့ဒါကိုပြေပြောက်ခြင်းနဲ့အဲ့ဒါကိုပြေလည်ခြင်းနဲ့အဲ့ဒါကိုအဆင်ပြေခြင်းနဲ့ဆိုတဲ့စိတ်နဲ့ဆုတောင်းပါလုံပုံလုံနည်းတွေကအရန်ရိုးရှင်းတယ်အရန်လွယ်ကူတယ်မရိုးရှင်းတာအဲ့စိတ်ထားတာပဲဆုတောင်းတဲ့အခါမှာမျက်စောပြောက်ဟုတ်အခုဒီကကျွန်တော်ပန်းရေချမ်းစီမီလှူဒန်းပါတယ်ပေါ့နော်ဒီလိုလှူဒန်းခြင်းအကျိုးအားကြောင့်စပြုပေါ့နော်အဲ့ချိန်မှာစိတ်ကိုမိုင်းကိုစတွင်းရအောင် ကိုအဆင်မပြေတဲ့အရာတစ်ခုတည်းကိုပဲစိတ်ထဲမှာနှစ်ပြီးတော့အဲ့ဒါကိုအဆင်ပြေသွားခြင်းနဲ့ဆိုတဲ့စိတ်နဲ့လှူပြီးတော့စိတ်ကပြန်လဲပြီးတော့ပေါ့ပါသွား။ဘာလှူလိုက်တဲ့အတွက်ကြောင့်မကြခင်ကအဆင်ပြေတော့မယ်ဆိုတဲ့စိတ်မျိုးပြန်မွေးရ။ဆိုတော့ယတရားကနှစ်ပိုင်းသွားထားတယ်။တစ်ပိုင်းကဒီဘက်ကကျွန်တော်လှူတဲ့အပိုင်းတစ်ပိုင်းတစ်ပိုင်းကစိတ်နဲ့ပတ်သက်တဲ့အပိုင်းတစ်ပိုင်းနှစ်ပိုင်းပေးတာအဲ့နှစ်ပိုင်းတော့ပေါင်းမိပြီဆိုရင်မိတ်ဆွေအနေနဲ့ ငွေကြေးကိစ္စအထောက်ပံ့ကောင်းတွေအများကြီးရလာမှာပါပြောလို့ကြည့်ပါမရှင်းတာရှိရင်ကျွန်တော်ဒီဗီဒီယို comment မှာရေးထားပါဖမ်းပါအောင်ဆုံးစပြီးစုတောင်းတဲ့အချိန်မှာကိုဒုက္ခရောက်နေတယ်ဆိုတဲ့စိတ်ငွေကြေးကိစ္စဒုက္ခရောက်နေတယ်ဆိုတဲ့စိတ်ကိုထည့်မယ်ပြီးရင်အဲ့ဒါကိုပြေလည်ခြင်းနဲ့စိတ်နဲ့စုတောင်းမယ်စုတောင်းပြီးသွားလို့ရှိရင်ငါပြေလည်သွားပြီဆိုရင်စိတ်ကိုပြန်ထည့်မယ်အဲ့တော့စိတ်ကတမနစ်နှစ်မိနစ်အတွင်းမှာဒုက္ခရောက်တယ်စုတောင်းလိုက်တယ်ငါအဆင်ပြေသွားပြီချင်းချင်းချိန်နိုင်အဲ့လိုချိန်နိုင်နေဆိုတော့အဆင်ပြေလိမ့်မယ်ရွှေရှင်းတယ် ဒါပေမဲ့တကယ်တော့လုပ်ကြည့်ခက်ခဲပါတယ်။လုပ်ကြည့်ပါလုပ်နိုင်မယ်လို့လည်းမျှော်လင့်ပါတယ်เนาะ